မင်္ဂလာပါရှင်ရန်ကုန်ကက်တစ်ချန်နယ်နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်ဂျပန်နိုင်ငံပါတီလွတ်တော်အမတ်များတမကရဲ့နှစ်ပတ်လည်ညီလာခံကိုဂျပန်နိုင်ငံ NUG ဆွေးကိုယ်စားလှယ်နဲ့ဂျပန်မြန်မာကိုယ်စားလှယ်တက်ရောက်ဂျပန်နိုင်ငံဆိုင်အမျိုးသားညီညွတ်ရေးဆိုရ NUG ကိုယ်စားလှယ်ဦးစောပါလှသိမ်းနဲ့ဂျပန်ရောမြန်မာနိုင်ငံသားတွေရဲ့သက်ဆိုင်အဖွဲ့အစည်းကိုယ်စားလှယ်တွေကမြန်မာဒီမိုကရေစီရေးကိုထောက်ခံအားပေးတဲ့ပါတီလွတ်တော်မတ်တမကရဲ့နှစ်ပတ်လည်ညီလာခံကိုတက်ရောက်ခဲ့ကြောင်းသိရတယ် ထို့ပြင်ဂျပန်နိုင်ငံဆွေရနဲ့ဂျပန်လွှတ်တော်အမတ်များအနေဖြင့်စစ်ကောင်မရှင်ကပြုလုပ်ရန်ထုတ်ပြန်ကြေညာထားတဲ့တရားမှုရွေးကောက်ပွဲကိုလုံးဝလက်မခံဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုက်တွန်းတောင်းဆိုထားတဲ့စာကိုဒေါက်တာကတာမစ္စတာကွန်တိုဆိုဤတန်တရားဝင်ပြည့်ခဲ့ကြောင်းသိရတယ်။အဆိုပါညီလာခံတို့တယောက်ခဲ့ကြဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးဆွေရ NUG ကိုစလဲ ဦးစောဘလာသိန်းနဲ့ဂျပန်မြန်မာနိုင်ငံသားတွေရဲ့သက်ဆိုင်အဖွဲ့အစည်းကိုယ်စားလှယ်တွေကစစ်ကော်မရှင်တရားမဝင်ရွေးကောက်ပွဲဆိုင်ရာတန်တရားဖြစ်ပွဲချက်လက်တွေစစ်ကော်မရှင်မှ၎င်းတို့အာဏာတည်မြဲရေးအတွက်ကိုသာဦးစားပေးဆောင်ရွက်နေပုံနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နိုင်ငံတကာရဲ့သဘောထားနဲ့ကိုလာသမဂ္ဂရဲ့ရည်ရည်ချက်အာနာသိန်းခဲ့ချိန်ကစပြီးယခုအချိန်ထိအကြံဖက်ဆဲဟုတ်ဆွဲဆရာဆွမှုကျွလွန်မှုတွေအပြစ်မဲ့ပြည်သူတွေပေါ်လေးချောင်းမှတိုက်ခိုက်နေမှုတွေစသည်တို့ကိုအကိုကားနဲ့တကွသက်ဆိုင်ရာအကြောင်းအရာတွေကိုတိကျပြသသောတင်ပြဆွေးနွေးခဲ့ကြကြောင်းမြန်မာနိုင်ငံရဲ့ဂျပန်နိုင်ငံဆိုင်ကိုယ်စားလှယ်ယုံကထုတ်ပြန်နေတယ်။ ဆက်လက်ပြီးတောင်းကလာပါမျိုးနဲ့အမတ်30ရက်ကအောက်ချောင်းမှုရုံကရဲနဲ့ပြူစော်တီအကင်းနဲ့ပြင်ဆင်နေစဉ်ဖောက်ခွဲတိုက်ခိုက်ခဲ့ဦးဆုံးရန်ကုန်မြို့တောင်းကလာပါမျိုးနဲ့အမတ်30ရက်ကအောက်ချောင်းမှုရုံမှာရဲပြူစော်တီအကင်းနဲ့ထွက်လာပြင်ဆင်နေစဉ်လက်ပစ်ပုံးမိုင်းနေတဲ့ပြက်ကတိုက်ခိုက်ခဲ့ကြောင်းမြို့ပြကျွတ်ပျောက်ကြားကိုရဲတဖွဲ့မှတော်ရှိသူကပြောတယ် stream လာ30ည9:45မိနစ်ကတောင်းကလာပါမြို့နယ်မှာ30ရက်ကရက်ကရောတွင်ဂျပန်စစ်တပ်လက်အောက်ကရဲတဖွဲ့ဝင်နေနဲ့ပြူစော်တီဖွဲ့ဝင်နေကင်းနဲ့ထွက်လာပြင်ဆင်နေစဉ်မြို့ပြ ကြွပြောက်ကြကွင်ရကမြို့ပြပြောက်ကြတပွင့်တွေကလက်ပြဘုံစင်နှလုံးပြင်ရမြင်လက်ပြမိုင်းနှလုံးတို့နဲ့ပြက်ကတိုက်ခါရဘုံမိုင်းနဲ့အလုံးရက်ကွက်ရုံတွေကြောက်ပါကွဲခဲ့တယ်။ရဲတောင်းနဲ့ပြုံနယ်သေးဖို့တော့များရဲ့တရင်တိကြအတိပြုလို့မရဘူး။ရုံနဲ့အထိပြစ်တာဆိုတော့ထိခိုက်မှုများမှသေးကြပါတယ်။ရုံနဲ့မှာကစွစုပေါင်း၁၀ယောက်ကျော်မယ်။ရုံကလည်းတောင်းကလာပါမြို့နယ်ရဲစခန်းနဲ့နီနီလေးစင်ုံကားနဲ့တဲတော်ပြီးတော့ကြံခဲ့သူတွေကထုံးစံတိုင်းဆဲဆိုတောင်းချန်တယ်လို့မြို့ပြကြွပြောက်ကြကွင်တပွင့်တာဝန်ရှိသူကပြောတယ်။ ထိုးထိုးတိုက်ခိုက်ခဲ့ပြီးနောက်ရဲတအုပ်နဲ့ပြူစောတင်းနဲ့အပြင်းထန်တရားရရှိခဲ့ပြီးလူနာတင်ကား၂စီးနဲ့လောက်တဲ့ဆောင်းသွားကြောင်းမရှင်ဖော်ဆောင်ခဲ့မြို့ပြကျွမ်းမြို့ပြပြကြားကွယ်မှာတပ်ဖွဲ့တွေကပင်းနေခင်ရှင်စွာပြန်နေဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်မျိုးပြကြောမျိုးပြပြောက်ကြကွင်းရနေဖြစ်စီအနာရှင်စနဲ့တဆိုးရှင်စီမဲ့အဲ့ဒါမှရွေးကောက်ခွဲကိုအတက်တရောထောက်ခံကူညီနေသူမတရားအာဏာသိမ်းမှုကိုထောက်ပံ့ကူညီပေးသူမိဘပြည်သူများနေမျိုးစုံနဲ့ဒုက္ခပေးနေသူတွေကိုမြေပြတဲ့အထိတုတ်တင်ရှင်နေတော်မူဖြစ်ကြောင်းနဲ့ပြည်သူအာဏာပြည်သူလက်ထက်ပြောင်းတဲ့အထိဆက်လက်ပောင်းရိုက်တိုက်ခိုက်တော်မူဖြစ်ကြောင်းထုတ်ပြန်နေတယ်။ ဆက်လက်ပြီးမုကုံမြို့နောက်ပိုင်းရေထွက်ကြီးကြားကိုစစ်တပ်ကလည်းနဲ့ပုံကျဲမှုပြည်သူတဲအုပ်တိမှန်တန်းအရာမန္တလေးတိုင်းမှာတရနယ်လေးကတိုက်ပိုက်ထားမုကုံမြို့အနောက်ပိုင်းရေထွက်ကြီးကြားကိုစစ်တပ်ကလည်းနဲ့ပုံကျဲမှုပြည်သူတဲအုပ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းတရနယ်လေးကသတင်းထုတ်ပြန်နေယနေ့အော်တိုဘာလာတရနေ့မနက်09:49မိနစ်ချိန်မုကုံမြို့နောက်ပိုင်းရေထွက်ကြီးကြားကိုစစ်တပ်ကလင်းနဲ့ပေါင်150ပုံနှလုံးကျဲကြတိုက်ခိုက်ခဲ့ကြောင်းရှင်တိုက်ခိုက်မှုကြောင့်မြို့သားတဲအုပ်တိမှန်တန်းအရာရှိပြီးနေတလုံးထိခိုက်ပျက်စီးသွားကြောင်းသိရပါတယ်။ ရေထွက်ကြည်ကြဘက်မှာရဲလက်ဖက်ချန်နာကိုကြောက်ပါခွဲတိုက်ပွဲဖြစ်တာမရှိဘူး။လင်းရင်နေကင်းထောက်တာရှိပေမဲ့တရက်ပိုင်နေလေကြောင်းတိုက်ခိုက်မှုနေပါနေလို့ပြည်သူတွေနည်းနည်းစိတ်သက်သာရာကနေအခုပုံပြောင်းကျဲလာလို့မိုးကုံမြို့ကျပ်ပြင်မှာနေထိုင်သူပြည်သူတော်ကပြောတယ်။စတက်ကစတင်မလာတွင်လေးကြောင်းနဲ့ကြောင်းမြွနဲ့မှာ6ကြိမ်ဒီဝမြွနဲ့မှာ2ကြိမ်မုံကုတ်မြွနဲ့မှာ2ကြိမ်နဲ့မိုင်းလုံးမြွနဲ့မှာ2ကြိမ်ပုံနေလောက်ကြကြတိုက်ခိုက်ပြီးအမျိုးသားနှုတ်တည်ဆောင်ပြီးပြည်သူ့ချောက်ထိခိုက်တဲ့ရန်ရှိခဲ့ကြောင်းမိန်40စာတင်ကြောင်းတကြောင်းဖုန်ကြီးကြောင်းတကြောင်းကျောင်းဆောင်တစ်ဆောင်အဆောက်အဦတစ်လုံးနဲ့ကာတစီ ပုံစံတိမပြည့်စည်သွားကြောင်းသိရတယ်။မောကုံမျိုးကိုစစ်တပ်ကလေကြောက်တိုက်ခိုက်မှုတောက်လျှောက်ဆိုသလိုလှုပ်ဆောင်သဖြင့်ပြည်သူထိခိုက်ဒေဆုံးမှုတွေအလွန်များပြားလျက်ရှိပါရယ်။ဩဂုတ်လ16ရက်နေ့မွန်လယ်3:00မိနစ်ကမှမောကုံမျိုးအကျပြင်းစင်းတိရရှင်ကြောင်းနေကိုလေရင်နဲ့ပေါ်ကျတိုက်ခိုက်ခြေဖြစ်ကြောင်းဂျပန်စစ်တပ်လေကြောက်တိုက်ခိုက်မှုတွင်ပြည်သူတောက်ထိခိုက်ရရှိခဲ့ကြောင်းသိရရယ်။ဩဂုတ်လ18ရက်နေ့မနက်7:59မိနစ်အချိန်နဲ့9:03မိနစ်အချိန်စစ်ကောင်စီတပ်အတိုက်လင်တွေကမောကုံမျိုးနယ်ရှေ့ပိုင်းကိုပုံနေကျချခဲ့ကြောင်း ။ပုံကျမှုကြောင့်ဆိုင်ကယ်စီးကိသွားပြည်သူတအုပ်ပောင်းပြည်သူတအုပ်ဒေဆောင်ခဲ့ကြောင်းဒီဆုံးထွေမှာကလေးငယ်တောင်ပေါင်းကြောင့်တရားရင်ဩဂုတ်လ14ရက်နေ့ည7:30မိနစ်ချိန်မိုးကုံမြို့ရှိပိုင်းရှိကိုရက်ကရှိလင်းအောင်ကျေးပေါ်စီကြောင့်စစ်တပ်ကလင်းနဲ့ပုံကျက်ချသဖြင့်အမျိုးသမီး16ယောက်နဲ့အမျိုးသား9စုစုပေါင်း20ယောက်တိဆုံခဲ့ရပါတယ်။ဩဂုတ်လ9ရက်နေ့ည6:45မိနစ်ချိန်မိုးကုံမြို့အရှိပိုင်းကျောင်းနဂါကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လင်းတစ်စီးနဲ့ပုံကျက်ခဲ့ရကျောင်းနဂါကျေးရွာဘုံကြီးချောင်းကိုထိမှန်ခဲ့ပြီးအပြစ်မဲ့ပြည်သူ9ယောက်တိဆုံခဲ့တယ်။ ဩဂုတ်လ၂ရက်နေ့မနက်7:25မိနစ်ချိန်မိုးကုံမြို့ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်း250ဘုံနှလုံးလောက်ကျဲချခဲ့ပြည်သူ၁၂ဦးသေဆုံးပြီး၁၄ဦးထိမဒဏ်ရာရှိခဲ့ပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါရှင်။